ပစိဖိတ်သမုတ်တရာတွေကမြေအောက်ကျမ်းပင်ကနေမြေရှားတပ်ထုတွေပူတွဲတူးဖော်ကြဖို့အမေရိကန်နဲ့ဂျပန်တို့တရားဝင်သဘောတူညီမှုရရှိလိုက်ပြီးဖြစ်ပါတယ်။ပစိဖိတ်သမုတ်တရာတွေကဝေးလံခေါင်ပြားတဲ့ဂျပန်ပိုင်းမီနာမီတိုရီကျွန်းအနီးမှာတူးဖော်ကြမှာဖြစ်ပါတယ်။အရေးပါတဲ့တွင်းထွက်ဓာတ်တပ်ထုပစ္စည်းတွေတရုတ်နိုင်ငံအပေါ်မိခိုအားထားနေရမှုကတတ်တာစေဖို့နိုင်ငံအကြအခုလိုမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်းဂျပန်ဝန်ကြီးချုပ်ဆန်နာယေတက္ကိုက်ချီကပြောပါတယ်။ မြေရှားတပ်ထုနဲ့တခြားအရေးပါတဲ့ဓာတ်တပ်ထုတွေရရှိရေးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြမဲ့အခြေခံသဘောတူညီချက်ကိုတမရဒေါ်နယ်ထရမ့်ဂျပန်နိုင်ငံကိုရောက်ရှိစဉ်အောက်တိုဘာ28ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ကြတာပါ။အစီအစဉ်အရဂျပန်အစိုးရကမြေရှားတပ်ထုတွေရှိနေတယ်လို့ယူဆရတဲ့အဲ့ဒီမီနာမီတိုရီကျွန်းအနီးရေအောက်ကျမ်းပြင်ကနေရှွန့်တွေကို2026ခုနှစ်ဇန်နဝါရီလမှာအစမ်းတူးပြမှာဖြစ်ပါတယ်။ အခုတူးမဲ့နေရာဟာရေအောက်မီတာ6000လောက်နှစ်တယ်လို့ဆိုပါတယ်ခနဥ်စမ်းသပ်တွေ့ရှိမှုတွေအရဒီနေရာမှာလျှက်စစ်ကားနဲ့စစ်လက်နက်ပစ္စည်းတွေအပါအဝင်အစစ်မြေနီးပညာထုတ်လို့ရေတို့အတွက်မရှိမဖြစ်လိုအပ်တဲ့ညရှားတတ်ထုအများပြားရှိနေတယ်ဆိုတာကိုတွေ့ရှိထားပြီးဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်ထိခိုက်စေမဲ့အရေးတစ်ဖက်မှာစိုးရိမ်စရာရှိပေမဲ့လည်းဒီအရေးပါတဲ့ရှားပါဓာတ်တတ်ထုတွေလုံလောက်စွာရရှိရေးကလည်းအရေးကြီးကြောင်းဝန်ကြီးချုပ်တက္ကသိုလ်ကြီးကပြောပါတယ်။ အော်တိုဘားလာအတွင်းအာရှသုံးနိုင်ငံကို6ရက်ကြာတွားရောက်ခဲ့တဲ့သမ္မတဒေါ်နယ်ထရမ့်ဟာသူ့ခီးစဉ်အတွင်းအရှိတောင်အာရှကထိုင်းမလေးရှားဗီယက်နမ်နဲ့ကမ်ဘောဒီးယားနိုင်ငံတို့နဲ့လည်းဒီမြေရှားတပ်ထုနဲ့ဆိုင်တဲ့သဘောတူညီမှုတွေရယူခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ